အိန္ဒိယရဲ့အန်အောဝယ်ကောင်းတဲ့ကမ္ဘာစီးရင်ဝင် Touch မဟာရဲ့နောက်ခွဲကလူမသိသေးတဲ့ရှုပ်ဝက်ချက်တွေကဘာရီဖြစ်မလဲမင်္ဂလာပါပြည်သက်ကြီးတို့ရေပုံပြင်တနာယူတွေထဲမှာလို့လူသားတွေနေထိုင်တဲ့ကမ္ဘာကြီးမှာအခြားသောစကြဝဠာနဲ့ချိတ်ဆက်နေတဲ့တကားပေါက်တွေအများကြီးရှိတယ်လို့ကြားဖို့ကြမှာပါဒါရီကပုံပြင်သက်သက်ပဲဆိုပေမဲ့လက်တွေမှာလူသားတွေဟာအဲ့ဒီလိုတကားပေါက်တွေလို့ယူဆလို့ရတဲ့ထွက်ပေါက်တွေကိုကမ္ဘာနေရာအချို့မှာတွေ့လာကြရပါတယ်အဆိုပါတကားပေါက်တွေကိုလူသိများတဲ့အထင်ကရနေရာကြီးတွေမှာသာမကလူသူအယောက်ပေါက်နေတဲ့နေရာတွေမှာလေးတွေ့ရတတ်ပါတယ် တရားရည်တဲကလို့ဒီတကားပေါက်တွေဟာတကယ်ပဲတခြားကဘာတစ်ခုနဲ့ချိတ်ဆက်ထားတာလားဆိုတာကတော့အတော်လေးကိုစိတ်ဝင်စားဖို့ကောင်းပါလေမိစေတို့တိကျတယ်အိန္ဒိယက Touch မဟာသင်္ချိုင်းဂူကြီးရဲ့မြေတိုက်ခန်းပါလေအဒီလိုမျိုးထူးဆန်းတဲ့ထွက်ပေါက်တွေရှိနေပါလေယနေ့မှာတော့ Touch မဟာရဲ့စိတ်ဝင်စားစရာကောင်းတဲ့အဆိုပါတကားပေါက်တွေနဲ့ပတ်သက်ပြီးတော့မျှဝေပေးသွားမှာဖြစ်လို့စိတ်ဝင်စားလေဆိုရင်တော့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါဦးတစတဲ့မှာပဲကျွန်တော်တို့ရွှေလီပါနာလေးမှ channel လေးမှာအခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာများကိုပြည့်တဲ့များအတွက်အမြဲတမ်း loading sub ပေးသွားမှာဖြစ်တာကြောင့် like and subscribe လှူထားဖို့လေတောင်းဆိုလိုက်ရပါတယ်ဗျာလွန်ခဲ့တဲ့နှစ်ပေါင်းအတော်ကြာတဲ့ကတချမဟာနဲ့ပတ်သက်ပြီးတော့အငြင်းပွားမှုတွေအများကြီးဖြစ်ပေါ်ခဲ့ပါတယ်အဓိကအားဖြင့်တော့တချမဟာကိုဘသူစဆောက်ခဲ့တဲ့ဆိုတဲ့ညှဉ်းပန်းမှုတွေပဲဖြစ်ပါတယ်အမှန်တော့တချမဟာကိုမူဟေဘရင်ရှာဂျာဟန်က1632ခုနှစ်မှာတိဆောက်ခဲ့တာဖြစ်ပါတယ်ရှာဂျဟန်ကဒီကုသညံကြီးကိုသူ့ရဲ့ချစ်လွဆသောဇနီးမူမတ်မဟာအတွက်လွမ်းဆိုတတိယသောအားဖြင့်တိဆောက်ခဲ့တာပါရှာဂျဟန်ဟာတချ်မဟာကုသညံကိုတရံတိဆောက်ခဲ့တာဖြစ်ပေမဲ့အချို့သောဘာသာရေးလိုက်စားသူတွေက ဒီရဟာသူတို့ရဲ့ဖျားသခင်ရှိပါကိုအသေးအသေးပြုတ်ဖို့အတွက်စောက်ထားတဲ့နေရာတစ်ခုလို့ယူဆမှုလွဲမှားခဲ့ကြပါလိမ့်။အဲဒီလိုမျိုးအယူအဆတွေကွဲပြားနေတဲ့အတွက်တချမဟာဟာဘလို့အဆောက်အဦမျိုးပါလို့အတိအကျအတိမပြုတ်နိုင်ခဲ့ကြပါဘူး။အိန္ဒိယမှာတည်ရှိတဲ့တခုထဲသောတချမဟာအဆောက်အဦကြီးရဲ့နေတိုင်ခန်းမှာရှာဂျဟန်ရဲ့ဇနီးဖြစ်သူမူမတ်ရဲ့ရုပ်အလောင်းထားရှိတာဖြစ်ပါလိမ့်။ခရီးသွားအဲဒရီဟာတချမဟာရဲ့နေတိုင်ခန်းအထိကိုလေဘက်ခွင့်ရကြပါလိမ့်။ နေတိုက်ခန်းရဲ့အဓိကဆွဲဆောင်တဲ့အရာကမူမတ်မဟာရဲ့ရုပ်လောင်းထားရှိတဲ့ဂူပဲဖြစ်ပါတယ်။ရှာဂျဟန်ဟာသူ့ရဲ့ဇနီးကိုအသက်တမျှချစ်မြတ်နိုးတဲ့အတွက်ဂူကိုအလှပါဆုံးဖန်တီးတိဆောက်ပေးထားခဲ့တာပါ။ဒါပေမဲ့ဂူဟာအလုံးဖိတ်ဖြစ်တဲ့အတွက်မူမတ်ရဲ့ရုပ်ကလပ်ကိုဘယ်သူမှမမြင်ဘူးကြပါဘူး။နေတိုက်ခန်းရဲ့ခရီးသွားတွေကိုဆွဲဆောင်တဲ့နောက်ထပ်အရာတစ်ခုရှိပါသေးတယ်။အဲဒါကတော့မူမတ်မဟာရဲ့အုတ်ဂူဘေးမှာရှိတဲ့တကားပေါက်ကြီးပဲဖြစ်ပါတယ်။အဆိုပါတကားကြီးကိုဘယ်သူမှဖွင့်ခွင့်မရှိဘဲအမြဲတော့ပိတ်ထားတာဖြစ်ပါတယ်။ဒီထက်ထူးဆန်းတာကတချ်မဟာရဲ့သမိုင်းမှာပြောင်းကြည့်ရင် ီတကားပေါကြီးမပါနေပါဘူး။ဒါကြောင့်သူတွေသူတွေကခီးသွားတဲ့မြင်တွေ့ခွင့်ရှိတဲ့မုံမတ်ရဲ့အုပ်ကူကအစဲအမှန်မဟုတ်ဘဲတာမန်ပြတ်ရုံတသက်သာဖြစ်ပြီးတော့တကားပေါကြီးကိုဖွင့်လိုက်မှမုံမတ်ရဲ့ရုံအလောင်းစစ်ကိုတွေ့ရမှာဖြစ်တယ်လို့ယူဆခဲ့ကြပါရည်။ဒါပေမဲ့ရှာချဟန်ဟာဘာယူရချက်ကြောင့်ဒီလိုလုံးရမျိုးပြုတ်လုခဲ့တာလဲဆိုတော့စဉ်းစားစရာပါပဲ။လီလာသူတွေဟာဒီတကားကိုဖွင့်ဖို့အမျိုးမျိုးသောနီးလန်းတွေနဲ့ကြိုးစားခဲ့ကြပါရည်။ဒါပေမဲ့တစ်ချိန်မှမအောင်မြင်ခဲ့ပါဘူး။ဒါကြောင့်မုံမတ်မဟာရဲ့ဝိညာဉ်ကမချွတ်မလွတ်ဘဲဒီအစာအုပ်ကြီးထဲမှာတည်ရှိနေတယ်လို့အများကလက်ခံယုံကြည်လာခဲ့ပါရည်။ ဒါကြောင့်တာချ်မဟာမာအမှုပညာလက်ရမြောက်တဲ့ဖန်တီတိဆောက်ထားမှုအပြင်နောက်ကွယ်မှာတိထက်စမ်းကျဲတဲ့အရာတွေရှိနေတယ်လို့ပြောရင်မလွဲနိုင်ပါဘူး။အချို့သောသမိုင်းပညာရှင်တွေကတာချ်မဟာရဲ့ဖန်တီမှုကိုအိန္ဒိယအစ္စလမ်နဲ့ပါရှားတို့ရဲ့ဘိဒုကပညာတွေပေါင်းစပ်ထားတာဖြစ်တယ်လို့ကောက်ချက်ချခဲ့ပါလိမ့်။ဒီလိုမျိုးဘာသာဘောင်းဆောင်ရင်ချင်းမှုဘောင်းဆောင်ပေါင်းစပ်ထားတဲ့အတော့ရှုဝဲစမ်းကျဲမှုတွေများပြားနေရတာပါ။အခုချိန်ထိတိုင်းတာချ်မဟာရဲ့တော့ပိတ်ထားတဲ့မြင်းကြီးတဲ့အခန်းတွေမှာဘလို့အရာတွေရှိနေလဲဆိုတာဘယ်သူမှမသိကြသေးပါဘူး။ ။တမိုင်းပညာရှင်တွေအနေနဲ့လည်း Touch Mahal နဲ့ပတ်သက်ပြီးတော့ရှာဖွေလေ့လာမှုတွေလုပ်တိုင်းအပြေဖော်မရတဲ့နောက်ဆက်တွဲဗဟေလိတွေအများကြီးထပ်မံပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။စုံလိုက်ကြည့်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ။